US Immigration မြန်မာ Green Card သမားတွေနေစစ်မှာအဖမ်းခံရပြီးတော့ပြန်ပို့ခံရနေမှာလေ။ဘာကြောင့်လဲ။ဘာတွေအထူးတတိထားပြီးတော့ဆင်ခြင်ရမှာလဲ။ကဘာပတ် American Minna ပညာရှင် channel ကကြိုးစားပါလေ။ဘယ်နေရာကြည့်နေကိုမမရေးတာပါ။ That's a message tonight from family and friends demanding the release of a Washington man named Maximo Londonio. The father of three is a green card holder from the Philippines. His family says he was detained by Customs and Border Protection when he flew into SeaTac Airport with his wife and daughter five days ago. Savannah Welch with our Seattle sister station reports from the airport. Philippines, okay. Philippines, လေစစ်မှာအဖမ်းခံရတယ်။စီးတက်လေစစ်စီးတက်ဆိုတာဝါရှင်တန်ပြည်နယ်စီးရတက်မှာရှိတယ်။အဲ့လေစစ်မှာအဖမ်းခံရပြီးတော့အခုတတိမလွတ်တည်ပါဘူးเนาะ။ဘာကြောင့်အဖမ်းခံရလဲ။ဘာတွေဆက်ပြီးတော့ဖြစ်နိုင်လဲဆိုတာကြည့်မယ်။ Port Maximo Londonio's wife is pleading for his release. She was standing here outside the airport along with other family members and friends demanding he be let go. She says the couple and their 12 year old daughter were traveling back from vacation in the Philippines, and the family was horrified when Maximo was detained. This happened last Thursday. He's been in custody since. The family says they've been given very little information on how he's doing. We're told Maximo immigrated to the U.S. at 12 years old. He's an Olympia resident and a green card holder his အိုင်အမျိုးသားဆက်နှစ်နေတဲ့ USA ကိုလာတာနော် USA ကိုလာလဲလေစိတ်မှာဖိလစ်ပင်းသွားပြီးတော့သူ့မိမရယ်ဆက်နှစ်နှစ်ခလေးရယ်ပြန်လာတယ်သူအဖမ်းခံရတာအဖမ်းခံရတော့အဲ့တော့မိသားစုနဲ့ခီးသွားမှုကြံ့နေဆိုရင်နော်ခလေးတွေမှာရှိရဆိုရင်အဖမ်းခံရဆိုရင်အဲ့ခလေးကိုအားလို့အဖမ်းခံမှာဆိုဒုက္ခရောက်မှာပေါ့ เนาะအ ਨੇ ဆိုတယောက်ပဲအဖမ်းခံရဆိုရင်အဲ့ကလေးကအဖေနဲ့ရှိနေဆိုရင်အော်အမေတို့သွားပြီးတော့လွှဲပေးလို့ရတချို့တွေဆိုအဲ့လိုပဲအာကျောင်းတွေပါရေးကျောင်းသားနေရှိတယ်တခြားနိုင်ငံတွေလာတယ်เนาะ USA ကိုဝင်လို့မရဘူးအဲ့ရောကလေးကိုသွားခေါ်ရတာကျောင်းကဆိုကျောင်းအဖွဲ့အစည်းနဲ့ဆိုတော့เนาะကျောင်းသားတွေအများရှိရပါဆရာဆရာမတွေကအဲ့လိုပဲဟိုလွတ်လာတဲ့ဝင်ခွင့်ရတဲ့ကျောင်းသားကျောက်သူတွေပဲ တာဝန်ယူရအောင်အပြင်ပြန်ထွက်ပြီးတော့လုပ်လို့မရအောင်အဲ့လိုမျိုးကြောင့်ဒုက္ခရောက်ဘူးเนาะကိုယ်ကလေးတွေအကြောင်း vacation တခြားနိုင်ငံသွားမှ USA နိုင်ငံပြန်လာမယ်ဆိုရင်အဲ့ဒါရဒုက္ခရောက်တယ်အာသူတတိထเนาะအမြဲတမ်းအမြဲတမ်းတယောက်တည်းကြံခဲ့ရင်ဒုက္ခရောက်ဥပမာဆိုရင်ကလေးတွေရှိရဆိုရင်ကိုယ်နဲ့ကလေး၂ယောက်၃ယောက်နဲ့ခီးသွားမှဆိုကိုအဖမ်းခံမှဆိုရင်အဲကလေး၂ယောက်၃ယောက်ဒုက္ခရောက်ပြီအဲအကြောင်းခီးသွားရင်တော့အ ਨੇ စုံလူကြီး၂ယောက်နဲ့အထက် တော့ကောင်းအဲ့မှာလူကြီးတယောက်ဖမ်းခံရအောင်မနောက်တယောက်ကကလေးတွေကိုရင်းယူဆိုင်လို့ရပါတယ်အဲ့ရောပလေးတက်ယူမှာတော့ကလေးတွေနဲ့ခီးသွားမဲ့အစီအစဉ်ရှိရလို့ရှိပါတယ်လားကိုမမနေတာပါ Wife Crystal, she says he's a loving father to his three daughters and works at a manufacturing company in Lacey. She says Maximo is <laughs> the primary provider for the family. He's <laughs> re- respectable. He's hardworking. He's family oriented. ကလေး၃ယောက်ရှိရယ်နော်တမီးပဲ၃ယောက်အဲရော तू आ manufacturing စက်ရုံမှာအလုပ်လုပ်တယ်နော် तू တယောက်ပဲစီးပွားရှာတယ်အိမ်ကတခြားလူရယ်စီးပွားမရှာအောင်နော်အာများတော့ဖြစ်ပတ်စံကောင်းကောင်းရှာနိုင်ရယ်ဆိုတော့ကိစ္စမရှိဘူးနော် အမေကနေပြီးတော့တာသမီကိုယူဆိုင်အဖေကတေချာရှာဒါပေမဲ့ဒီလိုပြက်တာတက်လာခါကြရင်ပတ်စံဘလို့ဆက်ရှာမယ်ရံရည်ကြီးပါပြီနော်အဲ့ဒါကြောင့်ဘသူပဲဖြစ်နေဖြစ်နေ stock investing call option put options advanced option ပြင်ရလောဝတက်တယ်နော်ယောက်ျားစီးပွားရှာတယ်စိစမရှိရှာပါစေအမျိုးသမီးကအဲ့ပညာတက်ထားမှာဆိုရင်တခုဖြစ်သွားရဲ့ပတ်စံအမြဲတမ်းရှာနေတဲ့အတွက်ကြောင့် ဘာဖြစ်မလဲပတ်စံစိတ်ပူစရာမလို့ရှေ့နေဟားဖို့လိုရဲကိုကပတ်စံရှာနေတဲ့ကြောင့်ရှေ့နေဟားအောင်ရအိမ်မှာပဲလှုပ်စရာလိုရဲတနိုင်နိုင်သုံးနိုင်ပဲနော်အမျိုးသမီးရဲ့အတွက်အရန်တင့်တော်တယ်အမျိုးသားရဲ့အတွက်တင့်တော်တယ်အဲဒီစီပွားရေးလုပ်ပြီးပါတယ်ဆိုရင်အမျိုးသားတွေရဲ့စောစောအရမျိုးစိတ်ယုံမှာအလုံးလုံးစရာမလိုအောင်နော်လကစာမုံတော့ကိုကကိုအေးစိတ်အိမ်မှာနေလို့ရတယ် အရင်အရေးကြီးပါတယ်ဒါဝမ်းနဲ့ဆရာပါเนาะအဲ့လိုမျိုးပတ်သက်ရှာတဲ့လူဒုက္ခရောက်လာဆိုရင်ကြံတဲ့မိသားစုအားဒုက္ခရောက်အဲ financial planning လို့တဲ့ life insurance ရှိရှိမရှိဘူးဆိုရင်ဒီကိုပညာတတ်တာ life insurance ဆိုတာပတ်သက်အကြာကြီးပေးထားတာပြီးွားရင် insurance company က bankrupt ဖြစ်တော့မှာဆိုရင်ကိုကရတာမမဟုတ်ဘူးအများကြီးအများကြီးရှိတယ်အဲ့ရောဘာလေးကျူးလွန်ထားလို့ဒီလိုမျိုးအဖန်ခံရတယ်မတရားအဖန်ခံရတာဒါမှမဟုတ်ရင်ဟို <laughs> and he's loving. He's not violent. The lack of accountability by the United States Customs and Border Protection is failing him right now. Yeah, it's failing everybody. <laughs> The family says they travel to the Philippines every year, but the security screenings were never long. Londonio's family says he has two nonviolent convictions that are more than two decades old and have been resolved. We've reached out to Customs and Border Protection. The agency says that it'll get back to us with more information on his case when they have more information on his <laughs> ဆယ်စုနှစ်ကျော်ကြာနေပြီနှစ်တန်းနေတဲ့ဖိလစ်ပင်းသွားပြဿနာမရှိပြန်လာပြန်လာပြဿနာလုံးဝမရှိခဲ့ဘူးเนาะ screen နဲ့ကအဲ့လောက်ဒီမကြအောင်ချက်ချင်းလာတယ်စိတ်ဝင်စားစရာကောင်းလာတာ तू က green card ဆက်နေနေတဲ့အရာအခုတည်းတခါမှ citizen မလျှောက်ရတယ်เนาะဘာကြောင့်မလျှောက်တယ်ဘူးထင်ပါတယ် play တော့ကွန်မမရတာပါဟိုတခါက case တစ်ခုတက်တယ်ဖိလစ်ပင်းအမျိုးသမီးเนาะသူ့အဖေကိုဂတိပေးတာအတွက်ကြောင့် အာမိသားစုပိုင်တဲ့ property တွေမြေတို့အိမ်တို့ရှိမှာပေါ့နော်ဖိလစ်ပင်းမှာမရောဘူးအတွက်အဲ့တော့ဖိလစ်ပင်းမှာဆိုရင်ဖိလစ်ပင်းနိုင်ငံသားနိုင်ငံသူဖြစ်တော့မှအဲ့ property ပိုင်လို့ရမှာသူရယ်အဲ USA နိုင်ငံသားဆိုရင်သူကစိုးလို့ရမှာစိုးရတဲ့ကြောင့်မလုပ်တာစစဟိုအမျိုးသမီးအောင်ဒီအမျိုးသားကဘာကြောင့်မလုပ်လာတော့မသိအာဒါမှမဟုတ် citizen မအောင်မှာစိုးတာအဲ့ဟိုပြဿနာတက်တဲ့ကြောင့်ဟော non violent conviction non violent ဆိုတာအကြမ်းဖက်တာမဟုတ်ဟိုပြစ်မှုနှစ်ခုပေါ့ရှိတယ်အဲ့ဒါကြောင့်ဖမ်းခံရပြအဲ့ပြစ်မှုနှစ်ခုကအမျိုးဖြစ်နေတာပေါ့ဟိုမိနီဖြတ်တဲ့ပြစ်မှုလားဒါမှမဟုတ်ရင် DUI ကအမျိုးမျိုးရှိရမိနီဖြတ်တာမျိုးဆိုတော့ဒါလူလူတိုင်းလူတော်များများဖြတ်မှုကြတာပဲအဲ့လိုပြစ်မှုနဲ့အဖမ်းခံရမှာဆိုရင်မတရားဘူးပေါ့ဟုတ်လားမလား ်အာအပြစ်မှုအရန်ကြည့်ရဆိုတဲ့မျိုး non violence ဆိုတော့အဲ့လိုမျိုးမကြည့်ရတဲ့ဘောပဲเนาะဒါပေမဲ့ဘာပြစ်မှုလဲဆိုတာသိကျင်တယ်တည်မီဒီယာမပြော family ကမပြောဖြစ်မှာပေါ့ဒါ privacy ကြောင့်မလို့မပြောအဲ့အကြောင်းပလေးတက်ယူမှာလဲပြစ်မှုရှိရဆိုရင်ခီးထွက်အရန်အရန်တတိထားပြီးတော့ထွက်ပါအမမထွက်အကောင်ဆိုမှ green card ဆိုရင် citizen ဆိုအရုံးကြီးမစိုးအမေရိကန် citizen ဆိုရင်နော်အဲ့ရောအမေရိကန် citizen ရှောက်ချင်တဲ့လူဘယ်လောက်ရှိတယ် ဘာကြောင့်မလျှောက်သေးတာလဲကိုမမှရေးတာပါနောက်ထပ်ကြည့်တဲ့ဒီအဖိုးကြီးနဲ့အဖွားကြီးရောအဖမ်းခံပြီးတော့ပြန်ပြီးတော့လွတ်လာပြီဘယ်လိုမျိုးလွတ်လာလဲဆိုတာဆက်ပြီးတော့ကြည့်မယ်ဒီလိုမျိုး US နဲ့ပတ်သက်တဲ့သတင်းတွေကိုစောင်းရမ်းရှောင်းတဲ့เนาะဘဝရတိုးတက်ရှင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါ weeks in the Pacific Northwest. Today, a judge set the green card holder free, the woman's supporters rallying behind her. We live as a good citizens. We have the right to live in the day, not in the dark. And good evening, everyone. Welcome to West Coast Wrap. I'm Alex Savage. The detention of Cleona Ward at an ICE facility in Tacoma, Washington, helped to put the spotlight on the Trump administration's aggressive approach to immigration enforcement. The woman from Santa Cruz County, California, was picked up by ICE agents last month after returning from a trip to Ireland to visit her father. Ward was born in Ireland, but has lived here in the U.S. since she was 12 years old and has a green card. After returning from her trip, she was detained over a previous drug conviction in 2007. Her lawyer says California had already expunged that charge when she was detained. And today, a judge dismissed her immigration case. Her sister spoke after the judge's decision. I'm uh, still I, in shock. I am your Mia. I will not move. You are my Mia. Oh, you are my နှစ်ပေါင်းများစွာကြာတယ်အိုင်ယာလန်ကိုပြန်သွားတယ်မိသားစုသွားလည်တယ်ပြန်လာအချိန်မှာဖန်ခံဖန်ခံရတော့ဘာကြောင့်ဖန်ခံရဆိုတော့ဟို2007ဟောနော်မူရီစေဝါနဲ့ပတ်သက်ပြီးတော့ပြစ်ဒဏ်ကြာခံရတယ်အဲ့ပြစ်ဒဏ်ရတယ်ပေးဆက်ပြီးသွားတဲ့ကြောင့် record ရတယ်ကယ်လီဖိုးနီးယားကနေပြီးတော့ခြေဖားလိုက်ပြီးသွားတယ်နော်အဲ့ရော record မရှိတော့ဒါပေမဲ့ ice မှာ record ရှိတယ်သူတဲ့နော်အဲ့ကြောင့်ဖန်ခံတယ် ဖမ်းရဒါပေမဲ့တရားသူကြီးကသူ့ကိုလွတ်ပေးလာပါပြီအာ3 4 5ပတ်လောက်ကြာမှာပေါ့3 4 5ပတ်ဆိုနေရမှာအလောက်ကပတ်ဆိုင်မရဘူးပြီးွားရအလောက်ကထုတ်ခံရနေတယ်ပြီးွားရထောင်းထဲမှာနေရတာနော်အဲ့တော့အမျိုးမျိုးဖြစ်သွားနေတယ်အဲ့လာကြောက်ပြိတက်ယူတယ်နော်အထူးအထူးတတိထားပြမှုရှိရဆိုရင်နော်ဒီဗီဒီယိုကြည့်ရတဲ့မှာအာစိုးရိမ်တဲ့လူဘယ်နှယောက်ရှိတယ်တည်င်းဖြစ်ရမှန်ကြားမှုလို့ရှိတာ ကြားမှုရဆိုခုမှမရေးတာအခုဖြစ်တာကတော်တော်များများဝါရှင်တန်မှာဖြစ်နေဆိုတော့ဖိလစ်ပင်းဒါလည်းဝါရှင်တန်ပဲအိုးပထမဆုံးတစ်ခေါက်ဖိလစ်ပင်းနိုဖိလစ်ပင်းနားကလည်းဝါရှင်တန်အမှတ်တွေအခုလည်းအိုင်ယာလန်အိုင်ယာလန်မှာနော်အမျိုးသမီးအဖြူပဲသွားသွားပြီးတော့အဖြူကပါလည်းပုံစံတစ်မျိုးပဲနော်သွားပြီးတော့ပြန်လာတယ်ပြန်လာပြီးတော့အခုဒုက္ခရောက်တယ်အဲ့ဒါကြောင့်ဝါရှင်တန်မှာနေတဲ့တွေများတမင်တက်တက်များ

And Ward plans to return to her home in California. We reached out to ICE to comment on this case, and we are still waiting for a response. The Trump administration's plan to send migrants to Libya has hit a legal. စောစောအမျိုးသမီးကကယ်လီဖိုးနီးယားမှာနေရကြီးရဟိုဟာဝါရှင်တန်မှာ transfer နေတူရအမှအဖမ်းခံရအခုကယ်လီဖိုးနီးယားပြန်လာပါပြီရပြောအခု Trump administration ကလည်းအေး immigrant တွေကို Libya ကိုပို့မလုံနေဘာကြောင့်ပို့ချင်တာမသိဘူးစက်ကြည့်ရအောင် snag. A federal judge said today the administration can't deport migrants to Libya unless they have a chance to challenge their removal in court. The plan was reportedly to begin those deportations as soon as today, despite the rival governments controlling Libya saying they have not agreed to receive any migrants from the U.S. Such an agreement would violate the country's sovereignty.

အာပြောတယ်ငါတို့လက်မခံပါဘူးလေเนาะလက်ခံမလို့တခါမှမပြောခဲ့ပါဘူးလေเนาะအဲ့တော့ဘာတွေဖြစ်နေလဲမသိဘူးလက်ခံမလို့ပြောပြီးတော့မှပို့မယ်ဆိုပြီးလုပ်တာအတိတ်ပဲရှိတယ်အခုက Libra ရတယ်လက်မခံဘူးပြောတယ်ဘာကြောင့် Trump administration ပို့ကျင်တာလဲတော့မသိဘူးတိရုပ်ရှိတာတိရုပ်ရှိခုမအမရေးတာပါအဲ့အကြောင်းအရင်အရေးကြီးရယ်เนาะ Green Card တမားတယ်မြန်မာပြည်က Green Card ခံထားတဲ့လူတွေဖြီးထွက်မှာဆိုရင် ပြန်လာမှာဆိုရင် USA မှာပြန်ရောက်ချင်မှရောက်နေမှာထောင်ထဲရောက်ရောက်နေမှာလီဘီးယားရောက်ရောက်နေမှာဆော့အာဖရိကရောက်ရောက်နေမှာနော်ပြီးွားရင်ဗန်နီဆွဲလာအာပြီးတော့အက်ဆာဗတောရောက်နိုင်ရဲ့အဲ့ရောဒါကတော်တော်လေးကို key ထွက်လို့မကောင်းတဲ့အခြေအနေဖြစ်နေအထုနဲ့ပြည့်မှုရှိရဲ့လူဆိုတမျိုးပေါ့နော်ပြည့်မှုရှိရဲ့လူတွေရှိတာဘာပြည့်မှုလဲဆိုတာရေးထားပါအဲ့ရော citizen မြန်မြန်ရှောက်ဖို့အရန်အရန် အရေးကြီးပါလေ citizen မြန်မြန်ရရဆိုရင် ဒါကိစ္စရနည်းနည်း AY စဉ်းစားစဉ်းဆိုရင်ရေစိမ့်မှာဆိုရင်ပေးဝင်ရမယ်သူဘလောက်ပဲရစ်ရစ်เนาะညင်းလို့မရဘူးဥပဒေရပေးဝင်ရမယ်အဲ့ဒါတော့ကောင်းတယ်ပြီးွားရင်တောင်တော် immigration law ကစဉ်းစားစဉ်းတွေကိုမတက်ဆိုင်တော့ citizen က immigration immigrant မှာမဟုတ်တာဟုတ်ပါ immigration law က citizen နဲ့မဆိုင်တော့အဲ့တော့တက်တနိုင်တော်တော်လေးရှင်းသွားပြီဘာပဲပြောပြောအထူးတတိထားမှချက်ရှိရမြန်မာ green card တမားတွေ ဒီဖောင်ဘယ်တော့မှဘယ်တော့မှဆိုင်းမထိုးပါနဲ့เนาะဒါရှေ့နေရပြောထားတာဘာဖောင်လဲဆိုတာသွားပြီးတော့ကြည့်ကြအောင်အဲ့ဒီဖောင်ကတော့ I407 လေးစိတ်မှာเนาะ immigration officer တွေကကိုယ့်ရဲ့ green card ကိုအေးတရားဝင်စိတ်ပါလက်ပါနဲ့စွန့်လွန်ပါတယ်ဆိုပြီးအဲ့ဖောင်လက်မှတ်ထိုးခန်းနေမယ်သူဘာပဲပြောပြောကိုလက်မှတ်ထိုးလာမှာဆိုရော့ ဘသူမှလာကဲလို့မရတော့ပါဘူးတမနာတယောက်တော့ပဲကဲလို့ရရမှာတမနာကဲမှထင်တာနော်ကိုကိုလည်းသူတိတာမဟုတ်လေနော်အဲ့ရောတခြားတရားသူကြီးဖယ်ဒရယ်တရားသူကြီးရောကဲမယ်ထင်တာဒါဥပဒေရရှိတယ်ကိုကိုတည်းကတယံဝင်စိတ်ပါလက်ပါလဲစိုက်ထိုးလိုက်ပြီဆိုတော့ကဲမယ်လူကတောင်းတော့မရှိတော့ဘူးနော်မရှိတော့အဲ့ရောအတွက်ကြောင့်အဲ့ဖောင်ဘတော်မှစိုက်မထိုးပါနဲ့ဘလောက်ပဲဘာပဲပြောပြောဘလောက်ပဲချိန်ချောက်ချိန်ချောက် ကိုရှေ့နေဖုန်းနံပါတ်ကိုအလွတ်ကျက်ထားပါနာမည်ဖုန်းနံပါတ်နဲ့အီးမေးလ်အလွတ်ကျက်ထားအခေခီးထွက်မှဆိုရဲမတော်ခင်ရှေ့နေတရားကိုငှားထားလိုက်နော်အခေမရှိသေးဘူးငှားထားလိုက်ဖုန်းနံပါတ်ရဲ့အီးမေးလ်တခုပြတ်တာတက်တယ်ဆိုရင် အရှိနေကိုချက်ချင်းခေါ်ဖုန်းခေါ်ဖုန်းခေါ်ရဖုန်းနံပါတ်မှတ်ထားအလွတ်ကျက်ထားလိုက်နော်အဲရော့ မလေးတဲ့မှာရှေ့နေဘသူရှိပါနဲ့လဲရှိရဆိုရင်ခွန်မောက်မှာရေးတာပါအဲအကြောင်းအခုအချိန်မျိုးကအရန်အရန်အရေးကြီးပါတယ်ဘလို့မျိုးဘဝကြီးတော့ပြောင်းသွားတယ်နော်ပုံကောင်းတဲ့ဘဝပြောင်းလာပါတယ်ဆိုတော့ဒီလိုမျိုးခုနှစ်ရက်နဲ့နော်တနေ့တနင်္ဂနွေနေ့သုံးနေ့ရက်ဒေါ်လာ6000နီးပါးရရဆိုရင် USA ကထွက်သွားပြီးွားရင်ပြန်လာစရာမလိုကဘာပတ်နေလို့ရနော်ဘာမှစိတ်ပူစရာမလိုဘူး တနေ့ကိုတနေ့နှစ်နေ့သုံးနေ့နဲ့တပတ်ကို9ရက်တမိသားစုကိုခေါ်ပါအောင်ရပြန်မလာခြင်းဆွေးစားဖြစ်နော်ပြန်လာအဲအကြောင်းဒါကတကယ်လို့ဝဘဝပြောင်းစေကောင်းတဲ့ဟာပြောင်းစေနော်ပြီးတော့ကိုမိသားစုမှာစီးပွားရှာရတူဒုက္ခရောက်မှာဆိုရင်ကိုကဒီပညာရေးတတ်ထားဆိုရင်ပတ်စံရေးရှိရဆိုရင်ဘာမှစိတ်ပူစံ US ရဆိုတော့30နဲ့ဆောက်ရအဘာပညာလေးလဲ stock investing call option put options advanced option day trading movement ဆိုဒီ၅ခုကိုတနေ့တက်တဲ့တက်တဲ့တင်တဲ့လူတင်တဲ့နားရအကုန်လုံးအောင်မြင်တယ်မအောင်မြင်တာဆရာမတွေ့ဘူးလေနော်ပေးရကြိုးစားပြီးအစင်တန်းနဲ့တက်တဲ့တင်တဲ့သူတင်တဲ့နားအကုန်လုံးအောင်မြင်တယ်နော်အဲ့တော့တကယ်အောင်မြင်ခြင်းမှလာတက်နော်အောင်မြင်ခြင်းမှလာတက်စိတ်ထားကောင်းမှလာတက်မကြောင့်စိတ်ထားမကောင်းဆိုရင်ဒီပညာရအရန် power ဖြစ်တယ်အရန် တန်ဖိုးရှိတယ်အရန်အစွမ်းရှိတယ်အစွမ်းရှိတဲ့ကြောင့်ပတ်စံအများကြီးရတာအချင်းပိုးလာမယ်ဆိုစိတ်ထားမကောင်းဆိုရင်မဟုတ်လာရင်လုံတော့မယ်နော်စိတ်ထားကောင်းဆိုကောင်းတဲ့ဟာပို့ပြီးလုံတော့မယ်အရန်အရေးကြီးတယ်အဲ့ဒါကြောင့်တကယ်စူးစမ်းချင်တယ်ဆိုမှလာတက်ဘာကြောင့်လဲဆိုတော့ဆရာစီမာတီတင်တဲ့၅ခုလို့ပြီးသွားတဲ့တင်တဲ့တင်တာအကုန်လုံးအောင်မြင်တယ်အဲ့တော့မစူးစမ်းမနဲ့အိုးကျွန်တော်ကျမတို့တင်တဲ့၅ခုလို့တွင်းပြီးသွားပြီးမအောင်မြင်သေးပါလားအဲ့လိုကလာမပြောနဲ့နော် တကယ်စူးစမ်းမှလာတက်ပါလေနေဟို YouTube video description နဲ့ comment မှာရှိပါတယ်ကြိုက်တဲ့ video description comment မှာတွားလာပါတွားပြီးတော့ဒီနေ့စရင်တွင်ဒီနေ့တက်လို့ရပါတယ်ချင်းတက်လိုက်တာပူရကျိုးရင်းရှိတယ်။ကြာမျိုးပူကောင်းပါလား။ကြာပူကောင်းလဲဆိုတော့ဆရာကနေ up from နေ up from နေကိုငါးလမ်းနီးလမ်းငါးလမ်းရှိရ။အဲ့ဒီခါကြီးကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်။ကြာအဲ့လိုကြီး expect မဖြစ်ပေမဲ့ဆရာရဲ့ဒီ up ခင်ပါလဲ

ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမတော့ဆရာအဘုံတခါတည်းမဖမ်းနိုင်ဘူးပေါ့နော် နောက်မှနားထောင်နားထောင်တာနဲ့အာခုဆိုတော့ကျွန်တော်အရင်ပဲမြင့်နေပါပြီဆရာအရင်ကျေးဇူးတင်ပါတယ်ရေရှည်အတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှည်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ သေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နီးနေနေလေးနဲ့အမြတ်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာသင်္ဒန်းတဲ့ရည်ရနဲ့တလားအကွဲမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့သင်္ဒန်းကနေအခုတော့အဲ့လိုမြရလိမ့်ဆရာရေးဆရာကျေးဇူးပဲဒီ new york နိုင်ငံနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှေ့ရတဲ့နာမအတင်းနဲ့တက်ပြီးတော့ကျွန်တော်အခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်ထားပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်ထားတဲ့တင်တန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလုပ်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ချင်းပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်နဲ့တက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာ။ကျွန်တော်လည်းစောင့်နေရကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ